ဒီတစ်ခါမှာတော့အလုပ်အကြောင်းနဲ့ပတ်သက်တဲ့ English ကို sharing လုပ်ပေးမှာပါ ပထမဆုံးတစ်ခု CV ကိုလေးစားစွာဖြင့်ပေးဖို့ဒီပြန်ပို့ပေးမယ်ရလကောင်ကိုမျှော်နေပါတယ်လို့ပြောခြင်းရဲ့ I have enclosed my CV for your consideration and do look forward to receiving a positive reply from you look forward to ဆိုရင်အနောက်မှာ ing လာရတာလေးကိုတတိပြုရမှာပါနောက်ထပ်တစ်ခုငါအလုပ်ရှနေတာလို့ပြောခြင်းရနော် I'm looking for a job I'm looking for a job ငါအလို့လျှောက်ထားတယ်လို့ပြောချင်ရနော် I have applied for a job at so be ကိုလျှောက်ထားတဲ့နေရာကိုအနောက်မှာထည့်ပြောလို့ရပါတယ်ငါပနမအစဉ်ရွေးချယ်ခံရတယ်ဆိုရင်တော့ I was shortlisted by this company ဒီလိုမျိုးပြောလို့ရပါတယ်နောက်ထပ်တစ်ခုကတော့ငါအလို့ interview မှာအကောင်းကောင်းဖြေနိုင်ခဲ့တယ်လို့ပြောချင်ရ I did very well in the interview I did very well in the interview ဒီလိုပြောလို့ရပါတယ်နောက်တစ်ခုကငါအလုပ်ရပြီလို့ပြောခြင်းရယ်เนาะ I found a job I found a job ငါအလုပ်ကောင်းကောင်းရပြီလို့ပြောခြင်းရယ်เนาะ I learned a good job. I learned a good job. ဒီလိုမျိုးပြောလို့ရပါတယ်။နောက်ထပ်တစ်ခုကတော့ "too loose" တဲ့ထဲပါသွားတယ်။ "loose" ရခံရတဲ့ထဲပါသွားတယ်ဆိုရင် "he was laid off last month." "he was laid off last month." နောက်ထပ်တစ်ခုက "too အလုတ်ထုတ်ခံရတယ်ပေါ့နော်။ "too မနေ့ကအလုတ်ထုတ်ခံရတယ်ဆိုရင် "he was fired yesterday." မင်းတို့ company မှာလူလိုသေးလားလို့ကိုကမေးချင်တာဆိုရင်တော့ is there any vacancy in your company is there any vacancy in your company company ကတော့ဒါ company ပေါ့နော် vacancy ကတော့ဒါနေရာလို့ပေါ့နေရာရှိသေးလားလူလိုသေးလားလို့ပြောတာပါ thank you for watching my video see you in the next video bye